အပိုင်း25မှာတော့ Don Cree ဟာဘာရာဒေးဆိုင်ကိုတိုက်ခိုက်ဖို့စတင်နေချိန်မှာလူဖီကတော့ဆိုင်းရှင်ဇက်ကိုဒီကောင်ဒီကိုရှင်းပေးရင်ဒီဆိုင်မှာလုံးဆက်မလုပ်တော့ဘူးလို့ပြောလိုက်ပါရီဆိုင်းရှင်ဇက်ကလည်းမလုပ်လို့ကောင်းနေပဲမင်းသားဒီဆိုင်မှာတနည်းလောက်တောက်ထူမဲရလုပ်လိုက်ရင်ငါဆိုင်လေးငါးပေါင်းမှောက်သွားမှာလို့ပြောလိုက်ပါရီဆိုင်းရှင်ကြီးကလည်းသူတသက်မှာလူပေါင်းစုံအလွှာပေါင်းစုံတွေ့ခဲ့ပူပေမဲ့ပင်လယ်ဓားပြင်ဖြစ်လာစီရမယ်လို့ပြက်ပြက်သားသားပြောနိုင်တဲ့သူမတွေ့ဘူးသေးဘူးမင်းတကယ်လုံးမလားလို့မိလိုက်ပါရီလူဖီကလည်းသူတကယ်လုံးမှာပါတနည်းမှာပင်လယ်ဓားပြင်ဖြစ်လာရစေမယ်လို့ပြောလိုက်ပါရီ လူဗီကလည်းဆိုင်ရှင်ဇက်ကိုဘင်လန်ဒမြားဖြစ်ခဲ့တာပဲဘင်လန်ဒမြားဘရင်ကောမဖြစ်ချင်ဘူးလားလို့မေးလိုက်ပါရီဇက်ကလည်းအဲ့ဒီဘွားကိုငါမေးလိုက်ပြီအခုစားတော့ဆိုင်ပိုင်ရှင်ဖြစ်နေပြီမို့လို့ဒီဘွားကိုငါကျေနပ်တယ်တံမိုးချပြီးကောင်းအောင်နေမယ်လို့ပြန်ပြောလိုက်ပါရီဒီလိုနဲ့ဒွန်ခရီဟာဘရက်ဒီတင်မောကြီးကိုကြည့်ပြီးဒီတင်မောကြီးကိုငါတို့အရာတိုက်မယ်ပြီးရင်ရေတက်အလံလွင့်ပြီးလာသမျှတင်မောတွေကိုခိုးချောင်ခိုးပတ်တိုက်ခိုက်မယ်ပြီးရင် grand line ကိုသွားဖို့အစင်းသင်းပြင်ရမယ်လို့တစ်ဆက်တည်းပြောနေပါရီ ်ဒီမော်သားနောက်လိုက်တယောက်က grand line ကိုထတ်တိုက်မယ်ဆိုရင်ဒိန်ငမ်းမြလုံးမီဟောလိုလူမျိုးနဲ့ထတ်တွေ့ရင်ဘလို့လုံးမလဲလို့မိလိုက်ပါရီဒေါခရီကလည်းပဲစိတ်တူပြီးအဲ့ဒီဒီမော်သားကိုတနက်နဲ့ပြစ်တက်လိုက်ပါရီဒေါခရီဟာကြံဒီမော်သားတွေကိုမင်းတို့ကဒီလိုကောင်မျိုးကိုကြောက်နေရလားတာမန်လူတယောက်ကဒီမော်ကြီးစီလုံးကိုခုတ်ပိုင်းနိုင်မယ်ထင်နေရလားဒါဟာနတ်ဆိုးတစ်တီးအစွမ်းကြောင့်ပဲနေမယ်လို့ပြောလိုက်ပါရီမီဟောကလည်း grand line ရဲ့နတ်ဆိုးတစ်တီးကိုစားထားလို့အဲ့ဒီအစွမ်းကိုထုတ်သုံးတာပဲနေပါလိမ့်မယ် Grand Line မှာကနတ်ဆိုးသစ်သီးတွေများတယ်လို့ပြောလိုက်ပြီးကောင်ရီအုပ်ထုပ်နဲ့ကောင်လေးကလည်း Grand Line ကိုရောက်ရင်တငယ်နတ်စားအဆင့်ဖြစ်သွားလိမ့်မယ်လို့လက်သီးကိုဆုပ်ကားကြုံဝါလိုက်ပါရီ Don Creek ကဇက်ရဲ့တင်မောကြီးကိုလိုချင်တာကြောင့်ခြေထောက်နီဇက်ကြီးကတော့ Grand Line မှာတစ်နှစ်လောက်ကျင်လည်ခဲ့ပြီးတဲ့အတွက်သူ့စီမမကောင်းစွာတွေကိုထိန်းချုပ်နိုင်မဲ့အစွမ်းတွေကိုချရရေးထားပြီးမတ်ဆုစာအုပ်တုံးရှိလိမ့်မယ်လို့သူကပြောလိုက်ပါရီသူရဲ့အဖွဲ့သားတွေကိုလည်းအဲ့ဒီစာအုပ်ကိုသာရရင် One Piece နဲ့ပတ်သက်တဲ့ယန္တနာတွေကိုပါရလာနိုင်တယ်လို့သူကဆိုလိုက်ပါရီ Don Creek ရဲ့တင်မောသားတပည့်တွေကဒီလိုဆိုသူ့ဆရာကတော့သားပဲ One Piece ကိုရရင်ပင်လယ်ပြင်မှာငါတို့ဆရာဖြစ်ပြီလို့ကြုံဝါရင်မယ်။ Variety စားတော့ဆိုင်ကိုအပိုင်သိမ့်မှုသွားကြမယ်လို့ညာတန်ပေးလိုက်ကြပါရည်။တစ်ဖက်မှာလည်း Support Mu Buddy ကဒီစားတော့ဆိုင်တင်မော့ကသူတို့ပိုင်နာဘသူလက်ထဲမှာအပါမခံနိုင်ဘူးလို့ပြောနေခဲ့ပါရည်။ဆန်ကြီးကလည်းဒီစားတော့ဆိုင်တင်မော့မှာတိုက်ပွဲဖြစ်အောင်မယ်နဲ့တူတယ်လို့တွင်းနေပြီးဒီစားတော့ဆိုင်ဟာသူ့ရဲ့အိမ်မက်ဖြစ်ပြီးဒီဆိုင်ကစပိုမှုဆိုတဲ့ဂုံကိုလိုချင်ကြောင်းပြောနေခဲ့ပါရည်။နောက်ပြီးတိုက်ပွဲမဖြစ်ခင်စားတော့ဆိုင်တင်မော့ရဲ့ရေရက်တွေကိုဖွင့်ချခံလိုက်ပါရည်။ ဒီမော့ရဲ့ရက်တွေဖွင့်ချလိုက်ရင်ရန်သူတွေအလွယ်တကူဒီမော့ပေါ်ရောက်လာနိုင်တယ်လို့တပ်သားတယောက်ကပြောနေပါတယ်။ဇန်ကြီးကလည်းကိစ္စမရှိဘူး။စားသောက်ဆိုင်တိုက်ပွဲမဖြစ်ဖို့ကအရေးကြီးတယ်။မဟုတ်ရင်ချီရုပ်ဘိုးတော်ကပွားစီပွားစီပြောနေလိမ့်မယ်လို့ဆိုလိုက်ပါတယ်။ဆိုင်ရှင်ဆောက်ကလည်းဘသူ့ကိုပြောရလဲလို့မေးတော့ဇန်ကြီးကခမည်းရဲ့ပွားစီပွားစီအတန်းကိုမကြားချင်လို့ရေရက်တွေကိုဖွင့်လိုက်တော့လို့အမိန်ပေးလိုက်ပါတယ်။ဒွန်ခရီယာတပ်သားတွေလာတော့လူဖီလဲသူ့ရဲ့ရာဘာဆွမ်းနဲ့တိုက်ထုတ်လိုက်တော့အားလုံးရေထဲပြုတ်ကျသွားပါရီ။ဘော်ရက်ဒိဆပ်မှုမှုတွေကလည်းပဲလူဖီကိုဒီတောက်တူမရောက်ကောင်းလေးကလမ်းနေလို့ချီကျူလိုက်ပါရီ။ ဇန်ကြီးကလည်း Grand Line မှာဒီလိုကောင်းနေအများကြီးရှိမှာပဲလို့ရေရွနေတော့စိုင်းပိုင်ရှင်ဇာဖာလူဖီတိုက်ခိုက်တာတွေကို တိုက်ပွဲပြီးသွားတဲ့အထိသိချာကြည့်တာတခုမှမလွတ်စင်နဲ့လို့ပြောလိုက်ပါရီလူဖီကလည်းခမားတို့ကိုစားတော့ကြွေးထားတဲ့ဂျေဆုရှင်ကိုတော့ပြန်တိုက်ရဲတယ်ခမားတို့ကိုစောဘလော့တီးပေးရမယ်လို့ပြောတော့ဒွန်ခရီကနတ်ဆိုးသစ်ဒီအစွမ်းရှိတဲ့သူတွေကပင်လယ်မှာတိုက်ရင်ဘာအစွမ်းမှမရှိဘူးဆိုတာသိထားတယ်မင်းကတကယ်တိုက်တော့မလို့လားဆိုပြီးခနဲ့စွာမိလိုက်ပါရီလူဖီကလည်းကိစ္စမရှိဘူးကျုပ်ကဆွဲဆန့်နိုင်တယ်လို့ပြောလိုက်ပြီးဒွန်ခရီတို့ပင်လယ်သမားတွေကိုထတ်ဆော်ဖို့ပြောလိုက်ပါရီ တဖက်မှာလည်း variety စားသောက်ဆိုင်ကရေရက်တွေကိုဖွင့်ချလိုက်ပြီးဇန်ကြီးကမင်းတို့လိုတရောင်းစားပင်လယ်တွေများတွေတေးဖို့သာပြင်ထားတော့လို့ပြောကထွက်လာခဲ့ပါတယ်။ဒေါဂရီကလည်းမင်းတို့ကစားသောက်ဆိုင်တင်မောဖို့မထီအောင်ကာကွယ်ထားတာပေါ့။ငါကတီချက်တောင်ပို့ပြီးတင်မောကိုလိုချင်သွားပြီလို့ပြောလိုက်ပါတယ်။ဆိုင်ရှင်ဇာကလည်းသူစားသောက်ဆိုင်ကိုထီရဲထီကြည့်လို့ပြောတော့တပည့်တွေကအဆသူတို့ဆိုင်ကိုပေါ်သေးသေးမထင်နဲ့လို့ပြန်អွန်လိုက်ကြပါတယ်။ဒီလိုနဲ့စားသောက်ဆိုင်တင်မော1 byte ထဲကနေတိုက်ခိုက်ရေးငါးတင်မောလေးစင်းကထွက်လာပြီးဒေါဂရီတို့တင်မောကိုပြစ်ထည့်လိုက်ပါတယ်။ နောက်တစ်ခါထပ်ပြစ်မယ်လို့မှဒွန်ဂရီရဲ့လက်ဝါအစွမ်းကြောင့်ဘရက်ဒီဆိုင်မော်ကိုပြစ်ထည့်လိုက်ပါရီဒေမွန်သားတွေကလည်းသူတို့ဆိုင်ကိုထိခိုက်မှာစုံနေတော့ဆန်ဂျီကသူ့ရဲ့ခြေထောက်အစွမ်းနဲ့ကန်ထည့်လိုက်ပါရီအလုံးကဆန်ဂျီရဲ့ခြေထောက်တိုက်ခွက်အစွမ်းကိုအားကျနေပြီးဆိုင်ရှင်ဇက်ကတော့ဘာမှမပြောဘဲနဲ့ရက်ကျင်နေပါရီဝယုံသုံးကားဖြစ်နေတဲ့ဘက်တီနဲ့ကားဟာငါးတင်မော်လီတွေကထွက်လာပြီးဆန်ဂျီကိုရန်လုံးမယ်အလုံးပါပဲဒွန်ခရီးရဲ့ပင်လယ်သမားတွေကရောက်လာပြီးစတင်တိုက်ခိုက်ပါတော့တယ်ပင်လယ်သမားတွေနဲ့ဆပ်ဖို့မှုတွေဟာကွာရှားတယ်လို့ပြောပြီးဆပ်ဖို့မှုတင်မော်သားတွေကိုတိုက်ချလိုက်ပါရီ ဗင်လန်သမားတွေကလည်းမင်းတို့ကစပ်ဖို့မှုတွေတခြားသိမ်းမောမှာထမင်းသွားချကြလို့ပြောလိုက်ပါရီဒါကိုစပ်ဖို့မှုပတ်တီတို့ကဒီကောင်တွေကပြန်မချဘူးခံနေရတယ်လို့အားမလို့အားမရပြောနေပါရီစပ်ဖို့မှုတယောက်ကလည်းသူတို့တွေကအရင်တိုက်ခဲ့ပူတဲ့သူတွေနဲ့မတူဘူးအရန်ဆွမ်းထက်တယ်လို့ဆိုပါရီဗင်လန်သမားတွေကလည်းငါတို့ကအရှိပင်လေပင်ကိုအုပ်ဆိုတဲ့ဒွန်ခရီးရဲ့ပင်လေသမားတွေပဲလို့ကြွေးကြော်လိုက်ပါရီဒွန်ခရီးကလည်းသူ့ရဲ့အမိန့်ကိုမဆောင်ခိုင်းမဲတိုက်ခိုက်ဖို့ပြင်နေခိုင်းပါရီ ။စန်ကြီးကလည်းပဲစိတ်ကူးတော့မြင်တယ်လို့ပြောလိုက်တော့စပူမူကောက်ဟာဒီဆိုင်မှာငါတို့လှုပ်လှုပ်လာတာ၁၀နှစ်ကျော်ပြီ။ငါတို့နဲ့ဒီဆိုင်ဟာခွဲမရတော့ဘူး။အခြားဆိုင်တွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရတာ။ဒီဆိုင်နဲ့အဆင်ပြေဆုံးပဲလို့ပြောလိုက်ပြီးဒီဆိုင်ကိုမင်းတို့ယူလို့မရဘူး။ဒါဟာငါတို့ရဲ့ဘာရဒီစားတောက်ဆိုင်လို့ပြောလိုက်ပါရီ။စပူမူရီကလည်းသူတို့ဟာဟင်းပွဲတွေအတူတူချက်ကြတယ်။တိုက်ပွဲတွေလည်းအတူတူဝင်ကြမယ်လို့အားဖြည့်စေမယ့်စကားတွေကိုပြောပြီးချားကြမယ်ကိုလူတို့ဆိုပြီးပင်လယ်ရမ်းများတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ချင်းချင်းတိုက်ခိုက်နေကြချိန်မှာပင်လယ်ပြင်စီကနေဒိုင်းငါတွေအထက်ထက်နဲ့ဒွန်ခရီးရဲ့ပင်လယ်ဓမြအဖွဲ့မှာအစွမ်းထက်ဆုံးပလဲဆိုတဲ့သူကရောက်ချလာပါတယ်။စဖို့မှုကောင်းတဲ့ဘက်တီတို့ကအငိုင်းမိတိုက်ခံလိုက်ရပြီးခနာတာအိတ်ဆေးမိသွားပါတယ်။ပလဲတို့ထဲကပင်လယ်ဓမြတယောက်ကလည်းဘက်ဒီရဲ့တားကိုယူမယ်လို့မှာပဲစန်ဂျီရဲ့ခြေထောက်အစွမ်းနဲ့ဆော့ဘလော့တီးခံလိုက်ရပါတယ်။လူဖီကရွက်တိုင်ပေါ်ကနေစန်ဂျီရဲ့ကန်ချက်တွေကမိုက်တယ်။သူ့ကိုသဘောကျတာမမားတော့ဘူးဆိုပြီးပြောနေခဲ့ပါတယ်။စန်ဂျီကတော့ဘက်ဒီရဲ့ဟင်းချက်တားကိုယူပြီး မင်းတို့လိုဆောက်ယူတွေနမောနမဲကင်မို့မဟုတ်ဘူးလို့ပြောလိုက်ပြီးတော့အိတ်နေတဲ့ဘက်တီကိုဓာပီးကပင်လယ်ဓားများအစုပ်ပလုတ်တွေနဲ့တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ပင်လယ်ဓားတွေကလည်းစံကြီးကိုထမင်းချက်ကောင်လို့ခေါ်လိုက်တော့စံကြီးကပူတင်သွားပြီး360ခြေထောက်တိုင်းခွက်နဲ့ထမင်းချက်ကောင်လို့ခေါ်တဲ့အတွက်အမုံချေပီးလိုက်ပါတယ်။ခြေထောက်နဲ့တိုက်တာဟာသူတို့ကိုမလေးမစားလုပ်တာပဲလို့ဆိုပြီးပလဲကရန်တွေ့နေပါတယ်။စံကြီးကတော့စဖို့မှုတွေဟာဟင်းချက်တာမှလက်ကိုအသုံးပြုတာမို့သူတို့ဘဝအတွက်လက်ကအေးပါတယ်။အဲဒီတော့ခြေထောက်နဲ့တိုက်ခိုက်တာပဲလို့ပလဲကိုလည်းဒီခြေထောက်တွေနဲ့ပဲအမောက်သိမ့်ချမှလို့ပြောလိုက်ပါတယ်။ ပလဲတယောက်ကလည်းပဲသူဟာတိုက်ခိုက်ဘူးသမျှတိုက်ပွဲတွေတိုင်းမှာအနိုင်မဲရပြီးတခါမှလည်းသူရစမမကြဘူးဘူးလို့ပြောပြီးလေကန်နေပါရီလူဖီကလည်းရွယ်လွင့်တိုင်ကနေကြည့်နေပြီးဟာသားတွေပြောနေတာရည်လဲမရဘူးလို့ပြောနေတော့ဒွန်ခရီဟာလူဖီကိုအကြောက်ဆူးကျွန်းနဲ့အငိုက်ပစ်ထည့်လိုက်ပါရီလူဖီဟာလွင့်စင်သွားပြီးတစ်ဖက်ကပလဲကိုဝင်တိုက်လိုက်ကစံကြီးအရှိရောက်သွားပါရီပလဲကလည်းနှာခေါင်းသွေးထွက်သွားပြီးစိတ်တူသွားကအစွမ်းထက်မီးပလဲအစွမ်းနဲ့ဒေမောကြီးတစ်ခုလုံးကိုမီးဆွဲအောင်လုပ်လိုက်ပါရီ ဘီလီယံတမားတွေကဇားတောက်ဆိုင်ဂုံးဘက်တစ်ခုလုံးမီးဆွဲသွားပြီးဇန်ကြီးကတော့ဇားတောက်ဆိုင်ကြီးပြည့်စည်အောင်လုပ်တဲ့ဘသူမဆိုဒီတိုင်းမထားဘူးလို့ဆိုကမီးဟုန်တွေကိုဝင်သွားပါတယ်။ပလေးကလည်းမီးတောက်တီတောက်နေတာတော့ဝင်လာရဲသေးတယ်လို့ပြောတော့ဇန်ကြီးဟာစဖို့မှုပဲမီးကိုကြောက်နေရမှာလားလို့ပြောပြီးပလေးကိုစတင်တိုက်ခိုက်လိုက်ပါတယ်။ပလေးကလည်းသွေးတွေပိုထွက်လာလေမီးပလဲဆွမ်းတွေပိုထုတ်လာလေဖြစ်တာကြောင့်ဘာရတီဆိုင်ကြီးကိုအင်အားတွေစုကပလဲမီးတောက်တီနဲ့ပါပြစ်ခတ်နေပါတယ်။ဘာရဒီဆိုင်တွေကိုမီးပလဲတွေဝင်လာတော့မယ်ဆဲဆဲမှာဆိုင်းရှင်ဇက်ကြီးရဲ့ခြေထောက်အထုကြီးနဲ့မီးပလဲတွေကိုငင်းအောင်လုပ်လိုက်ပါရီ ဂျန်သိမောသားတွေနဲ့ပင်လယ်ဓမြတွေကလည်းခြေထောက်အထုကြီးနဲ့တော့မှကန်ချက်တွေကောင်းနေတာခြေထောက်ညီဇက်ကြီးရဲ့အစွမ်းကကျန်နေသေးတယ်မိုက်တယ်လို့ကြောက်လန့်ကြတဲ့ပြောနေကြပါရည်ဒီလိုနဲ့ဒေါဂရီဟာသူသိမ့်ပိုက်ရှင်နဲ့စားတော့ဆိုင်ကြီးမီးလောင်မှာဆိုတာကြောင့်ကြောက်စူးကျွန်းနဲ့လှမ်းပြလိုက်ပါရည်လူဗီကလည်းရာဘာစွမ်းနဲ့ဝင်တားလိုက်ကဒေါဂရီရဲ့ရွက်တိုင်ကြီးကျိုးကျလာပြီးအပေါ်ကိုကျသွားပါရည်နောက်ဆုံးတော့ပလေးလေးလုံးဝကိုမောက်သွားပါရည်ဒွန်ခရီဟာဒီကောင်နေမတည်သေးဘူးတွေးနေချိန်မှာပဲအနောက်ဘက်ကဂင်းရောက်လာခဲ့ပြီးဆိုင်ရှင်ဆက်ကိုတန်းတန်းနဲ့ချိန်ရွယ်လိုက်ပါရီ ဒွန်ခရီးကဂင်းကိုအော်ပြောနေပြီးဇက်ကိုတတ်လိုက်ပြီးဒီတင်မောကိုသူတို့ပိုင်ပြီလို့အားရပါရပြောနေတော့ဇလန်လေးဟာလေတခန်းရသွားပါပြီ။ဂျန်ပိုင်းလေးတွေကိုဇက်လက်ဆောင်မြော်အားပေးကြပါအောင်ခင်ဗျာ။